နိုင်ငံတွေစုပေါင်းပြီးဖြိုခွင်းမှုတွေရှိနေတဲ့အတိုင်းထိုင်းနဲ့နယ်စပ်နားကမြန်မာပိုင်နဲ့ထဲမှာကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းတွေဆက်လက်လဲပတ်နေပြီးဝန်ထမ်းတသိန်းလောက်အထိအလုပ်လုပ်နေစေလို့ထိုင်းထိပ်တန်းရဲအရာရှိတဦးကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းကြားဖြန့်ကိုင်းတွေကနေကဲထုတ်လာတဲ့ဝန်ထမ်းတွေတဲက9000လောက်ကိုစုံစမ်းစစ်ဆေးကြည့်တဲ့အခါလှဲ့စားလူမောင်ကိုကူပြီးအထမခိုင်းစေခံရသူတွေအများပြားပါဝင်နေတယ်လို့ ကိုယ်တိုင်လူလူလာလာသွားအလုလုသူယာနေချီရောင်းနှောင်းနေတာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ထိတ်တန့်အရာရှိရဲဘော်ချုပ်တက်ချိုင်ကပြောပါရယ်လက်ရှိကြားဖြင့်နေနေရေလှောက်ဆောင်ချက်တွေဟာမြဝတီမှာပမာဏကြီးကြီးတီးရှိနေတဲ့ဒုစရိုက်အသက်အမြုံရဲ့အပြားအနာလောက်ကိုသာဖြတ်တောက်နိုင်သေးတာဖြစ်တယ်လို့သူကဝန်ခံပါရယ်တရုတ်ဘက်ကထောက်ပံ့တဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရနေဆက်မှာကြားဖြတ်လုပ်ငန်းတွေကိုဥဆောင်ပြီးဆက်လက်လဲပတ်နေသူ လူစရိုက်တမာ3900လောက်အထိရှိနိုင်တယ်လို့ထိုင်းရဲတွေကယူဆထားပါတယ်ပြီးတော့တရုတ်အိန္ဒိယအင်ဒိုနီးရှားတို့အပါအဝင်နိုင်ငံခြားသားကြားဖြတ်ဝန်ထမ်းဟောင်း3500ကျော်ကိုလည်းထိုင်းနိုင်ငံကနေတဆင်းနေရက်တွေစီအသီးသီးပြန်လည်ပို့ဆောင်ထားပြီးဖြစ်ပါတယ်ရှင်